အမေရိကန်အတွက်လုံးမှာတရုတ်ထိနာခဲ့ပြီလားပရိသတ်များမင်္ဂလာပါဘာမှစမ်းပြကနေကြိုးစုပါတယ်တရုတ်ဟာသူ့ရဲ့စီးရင်အရာကိုဖက်ဖက်ကတူးချဲ့နေတာအားလုံးသိပါပဲပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့တွေတရုတ်ရေတက်ရဲ့တင်းမော်တွေအကြောင်းကိုဆွေးနွေးခဲ့ကြပါသေးတယ်ဟောဒီဒီကောင်မလေးတမူထူးကြစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုကျွန်တော်တွေ့ခဲ့ပြီဖြစ်လို့လူကြီးမင်းတို့ကိုမျှဝေလိုက်ပါစေလူတော်တော်များများဟာတရုတ်ပြည်ရဲ့မပြီးပြတ်သေးတဲ့အဆောင်အကြီးတွေကိုမြင်ပူးကြပေမဲ့မပြီးသေးတဲ့တင်းမော်ကြီးတွေအကြောင်းကိုတော့သိမ့်မသိကြသေးပါဘူးအခုကျွန်တော်မြင်ရတဲ့ပုံတွေကတရုတ်နိုင်ငံဟူပေက ဝန်ဟိုင်းတင်မောချင်းကပါဒီတင်မောချင်းကပင်လယ်နဲ့မြေကြောင်နှစ်ခုလုံးမှာသွာလာနိုင်တဲ့အမျိုးမျိုးသောတင်မောကြီးတွေကိုအဓိကတည်ဆောက်နေတဲ့နေရာပါဒါပေမဲ့ခက်တာကတရုတ်ရဲ့စီးပွားရေးကမကြသေးခင်ကမှပေးဆိုမှုတွေကိုရင်ဆိုင်နေရင်အရှိတခုနဲ့ထိုးကျသွားတဲ့အတွက်ပြည်တွင်းတင်မောတည်ဆောက်ရေးအော်ဒါအများစုကအများကြီးစောက်လက်ဆောက်မာတွေဖြစ်သိမ်းခံလိုက်ရပါတယ်ရလာကတော့ဒီတင်မောချင်းဟာစောက်လက်ဆောက်တင်မောတွေရဲ့တင်းကြီးကြီးလို့ဖြစ်သွားရတာပါအမေရိကန်ရဲ့စေကန်းချင်းမူဝါဒအသစ်အခုလိုတင်မောချင်းအကြက်တဲဖြစ်နေတဲ့အချိန်မှာအော်တိုဘားလာ14ရက်နေမှာ အမေရိကန်ပြည်ထောင်စုကစိတ်ကမ်းခြေမူဝါဒအသစ်တစ်ခုကိုစတင်ကောင်းတယ်ဖော်လိုက်ပါတယ်။ဒါအသမရထရစတင်ခဲ့တဲ့ကုံသွင်းစစ်ပွဲနောက်ပိုင်းတရုတ်တွက်နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုလို့ရှုမြင်ကြပါတယ်။တရုတ်ဆိုရကြောတောင်းနောက်ခံပြုထားတဲ့မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရအမေရိကန်စိတ်ကမ်းနေရာအော်တိုဘားလ14ရက်နေ့ကစပြီးတရုတ်တင်မော်ဒီစီကဝင်ကြီးတွေကိုစတင်ကောက်ခံသွားတော့မှာပါ။တန်ကြီးတသိန်းရှိတဲ့တရုတ်ကုန်တွေတင်မော်ဒီစီဟာစိတ်ကမ်းတစ်ခါဝင်တိုင်းဒေါ်လာ2သန်းကနေ3သန်းအထိကိုထပ်ဆောင်ပေးရတော့မှာဖြစ်ပါတယ်။ဒီအခါချင်းငွေတွေကောက်ခံရခြင်းရဲ့ရည်ရွယ်ချက်ကတော့ရေချောင်းပို့ဆောင်ရေးနဲ့တင်မော်တီဆောင်ရေးနယ်ပယ်မှာတရုတ်ရဲ့ ဩဇာအာဏာကြီးမောင်းမှုကိုရောပါးသွားအောင်လုပ်ဖို့ပါ။တရုတ်ရဲ့တင်မောတီဆော်ရီလုပ်ငန်းကဘလောက်ပဲကြီးစိုးနေတယ်လဲဆိုရင်ကမ္ဘာပေါ်မှာစောက်သမျှတင်မောအသင်းနဲ့စီးတဲ့မှာဒဇီးကတရုတ်မှာထွက်တာပါ။ဇီးနှုန်းနဲ့ပို့ဆောင်မှုအမြန်နှုန်းရဆိုရင်တော့ဂျပန်နဲ့တောင်ကိုရီးယားကတင်မောချင်းတွေကိုပါကြောတက်နေပါတယ်။ဥပမာ DEU 1000ဆက်နဲ့ကွန်တီနာတင်မောဒဇီးကိုတရုတ်မှာဒေါ်လာ1000နဲ့စောင့်နိုင်ပြီမယ်။တောင်ကိုရီးယားမှာတော့တန်160တာကြာတင်ပြီးတော့ပို့တဲ့အချိန်ကလည်းတရုတ်က2လခန့်နေ6လပို့ တရုတ်ကနှစ်လကနေ6လပုံမြန်ပါတယ်။ဒါကြောင့်အမေရိကန်အကောက်ခွန်နဲ့နေဆက်ကာကွယ်ရေးကတရုတ်ဖွဲ့စည်းတွေပိုင်ဆိုင်တဲ့ပြေးဆွဲတဲ့ဒါမှမဟုတ်တိစောက်ခဲ့တဲ့တင်းမောအလုံးဟာစိတ်ကန်းဝင်ဆောင်မှုကြီးပေးဆောင်ရမယ်လို့ကြေညာလိုက်ပါတယ်။ဒီနေ့အဖြစ်ပြောမယ်ဆိုရင်နေကိုတောက်မြင်ကက်လို့လုတ်တာဟာမကျင်နဲ့လည်းမတတ်နိုင်ဘူး။ဆိုပြီးတော့ကြွေးကြော်လိုက်တာပါ။ဒီအခါချင်းငွေတွေကိုအမေရိကန်ဘန်ဒါရေးဌာနကစူးစောင်းမှာဖြစ်ပြီးမပေးဆောင်တော့တင်းမောစိုက်ကတ်တာနဲ့ကုန်တင်ကိုချလောက်တာကိုပိတ်ပင်မှာဖြစ်ပါတယ်။ဘယ်သူတွေထိတာမလဲ။ဒီအခါချင်းတွင်ကဘသူတွေကိုအကြီးမားဆုံးထိခိုက်မလဲ။တရုတ်ပညာရှင်တို့ကအခုလိုသုံးသပ်ပြပါတယ်။ပထမဆုံးကတော့ Costco နဲ့ Orient Overseas လိုမျိုးအစိုးရပိုင်းတင်မောကုမ္ပဏီကြီးတွေပါသူတို့တင်မောတွေ American စိတ်ကမ်းကိုစိုက်ကတ်တဲ့မှာဒေါ်လာတန်းချီပြီးပို့ပေးရတော့မှာဖြစ်လို့နှစ်စဉ်ကုန်ရစေပြီးလျှင်ချီပြီးတိုးလာနိုင်ပါတယ် နောက်တစ်ခုကတရုတ်သင်္ဘောတွေတိဆောက်သူပါဘာဖြစ်လို့လဲဆိုတော့ဒီစီကန်တဲ့ကတရုတ်ပိုင်သင်္ဘောကိုတာမကဘသူပိုင်ပိုင်တရုတ်မှာစောက်ထားတဲ့သင်္ဘောမှန်သမျှကိုပါပြင်မဲ့ထားတာကြောင့်ပါဒီရုတ်ဆွေးရွားကလည်းနင်းလည်းလုတ်တက်တာမဟုတ်ဘူးအဲ့ဒီကွက်ငါးလေးရွှေ့တက်တယ်ဆိုပြီးအားကြမကန်အခကျုံးငွေတွေကောက်ခံဖို့နိုင်ငံတကာသင်္ဘောပို့ဆောင်ရေးစည်းမျဉ်းတွေကိုပြင်ဆင်ခဲ့ပါတယ်ကုတန်းရောင်းဝယ်ဝင်ကြီးဌာနကလည်းအမေရိကန်ဟာခွဲခြားဆက်ဆံမှုမရှိရဆိုတဲ့စီကန်ချက်ကိုချိုးပေါက်တယ်ဆိုပြီး WTO မှာတရားစွဲဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်နားလေထားတဲ့အချက်တခုတော့ရှိနေသေးပါ။ကုန်နေသင်္ဘောလောကမှာအမေရိကန်ထုတ်သင်္ဘောနေပါတာကြောင့်တရုတ်ရဲ့ တယ်။တမန်တက်ရောက်မှုကလည်းအကန့်အသတ်ရှိပါတယ်။စစ်မှုလုပ်ငန်းတွေဘက်ကလူတွေချို့ကတော့ Trump ရဲ့ချင်းကပ်ပုံကိုချီးကျူးထောက်ခံကြပြီးတော့တရုတ်လူမှုကွန်ရက်ပေါ်မှာဖြစ်ပေါ်နေတဲ့စန့်ကျင်တုံ့ပြန်မှုတွေကမူပါထားရဲ့ထိရောက်မှုကသာပြသနေတယ်လို့ဆိုပါတယ်။ American ဘက်ကတော့ကမ္ဘာရေကြောင်းပို့ဆောင်ရေးကတရုတ်သင်္ဘောတွေကိုအလုံးမင်းမီခိုနေရတာကြောင့်စီးပွားဖြစ်သင်္ဘောလုပ်ငန်းဟာဘေကျင်းအတွက်အရေးပါတဲ့ဩဇာလမ်းမှုမှုအချက်ကြာဖြစ်လာပါတယ်။ဒီအခါချင်းငွေတွေကရလာတဲ့ရမုံငွေတွေနဲ့ American သင်္ဘောဒီဇိုင်းလုပ်ငန်းကိုပြန်လည်တက်သွင်းမှုရည်ရွယ်ခဲ့တယ်လို့လည်းသိရပါတယ်။ဒီအတွက်လိုအပ်တဲ့ရမုံငွေကိုထောက်ပံ့မဲ့ဥပဒေကြမ်းကလည်းလွှတ်တော်မှာ နဘာဒီစလုံးရဲ့အားပေးထောက်ခံမှုနဲ့ရှေ့ဆက်နေပြီလို့ဆိုပါတယ်။အခါချင်းငွေနဲ့ပတ်သက်လို့စီးမင်းအသေးစိတ်ကိုဆက်ကြည့်ရအောင်ပါ။ဒီစေကန်းကြီးစီးမင်းအသက်တွေကိုတေချာလည်လာကြည့်အောင်ပါ။တရုတ်ပိုင်းဒါမှမဟုတ်တရုတ်ကပြေးဆွဲတဲ့တင်မောတွေအတွက်2026ခုနှစ်စတင်ကြီးကကုန်တင်စွမ်းအင်တတန်ကို80ဒေါ်လာဖြစ်ပြီးတော့တနေ့ကိုအများဆုံး9ချိန်ထိကောက်ခံွေရှိပါတယ်။2028မှာတော့တတန်ကို140ဒေါ်လာထိနှင်းစင်တိုးမြှင့်သွားမယ်လို့လည်းဆိုထားပါတယ်။တရုတ်ပိုင်းမှာဟုတ်ပေမဲ့တရုတ်တီစောက်ထားတဲ့တင်မောတွေအတွက်2026ခုနှစ်စတင်ကြီးကကုန်တင်စွမ်းအင်တတန်ကို23ဒေါ်လာဒါမှမဟုတ် ကော်ဒီနာတာလုံးကို154ဒေါ်လာဒီနှစ်ခုလုံးတက်ပိုများတဲ့ပမာဏဖြစ်သွားနေပါတယ်2028မှာတော့တတန်ကို33ဒေါ်လာဒါမှမဟုတ်ကော်ဒီနာတာလုံးကို150ဒေါ်လာထိနှိမ့်စင်တိုးမြှင့်သွားမှာပါသမုလုံငန်းကြီးရဲ့ကန့်တမ်းမှုကြောင့်ပဲအစာဘက်မှာတတ်မှတ်ထားတဲ့နှုံထားတွေကိုရှော့ချပေးခဲ့တယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ကောက်ခံမဲ့နေပေကိုတော့ချဲ့ထွင်လိုက်ပါတယ်။ငားမရရေချိုးပြန်တာပါပဲ။ဥပမာဒန်ငွေတဲ့တင်မောတချို့ကိုကင်းလုခွင့်ပေးလိုက်ပေမဲ့ American လမ်းမလွဲ့နဲ့ Roll on Roll off လေးတဲ့တင်မောအားလုံးကိုစည်ရင်ထည့်ကြည့်လိုက်ပါတယ်။ရေချောင်းတင်အချက်လက်တွေပေးနေတဲ့ Alpha Liner ရဲ့ရည်မှန်းချက်အရ Costco အုပ်စုကဒီအခကျွေးငွေတွေကြောင်းလာမယ့်နှစ်မှာဒေါ်လာ1.5ဘီလီယံအထိကုန်ကျစရိတ်မြင့်တက်လာနိုင်ပြီးတော့ဒါဟာကမ္ဘာအကြီးဆုံးတင်မောကုမ္ပဏီ၁၀ခုရဲ့စုစုပေါင်းကုန်ကျစရိတ်တော်ဝန်နီးပါးဖြစ်နေပါတယ်။ဒါကြောင့်ပြင်သစ်က CMA, CGM လိုတခြားကုမ္ပဏီတွေကလည်းတရုတ်မှာစောက်ထားတဲ့သူတွေရဲ့တင်မောတွေကိုလမ်းကြောင်းပြောင်းတာပြန်လည်နေရာချထားတာတွေစတင်နေပြီလို့ကြေညာထားပါတယ်။အထင်အသွားရှာတဲ့ပေါ့ပေါ်ကြီးတို့ပါပဲ။တရုတ်တင်မောတိဆောက်ရဲ့ကြီးမားလာမှုဒီအချက်တွေကဘာကြောင့်ရေးပါလဲနားလေပို့တော့တရုတ်ရဲ့တင်မောတိဆောက်ရဲ့လုပ်ငန်းဘယ်လောက်ကြီးလဲဆိုတာကြည့်ရအောင်ပါ။ ါမှလည်းအမေရိကန်ရဲ့အသေးတံကာကွယ်နေမှုကိုသဘောပေါက်နေမှာပါလက်ရှိချိန်မှာတရုတ်ကကမ္ဘာကြီးဆုံးသင်္ဘောတည်ဆောက်တဲ့နိုင်ငံဖြစ်နေပြီးရေပြင်မှာခုံမောင်းနေတဲ့သင်္ဘောအားလုံးရဲ့34ရာခိုင်နှုန်းနီးပါးဟာတရုတ်လို့ဒီပါဆောက်လုပ်စေသင်္ဘောတွေရဲ့58ရာခိုင်နှုန်းဟာလည်းတရုတ်သင်္ဘောကြီးနေမှာတည်ဆောက်နေတာဖြစ်ပါတယ်1999ခုနှစ်တုန်းကကမ္ဘာဈေးကွက်ဝေစုရဲ့900ရာခိုင်နှုန်းလောက်ကနေ2023ခုနှစ်မှာ90ရာခိုင်နှုန်းကျော်အထိကိုခုန်တက်လာခဲ့ပါတယ်ကော်ဒီနာသင်္ဘောထုတ်လုပ်မှုရဲ့65ရာခိုင်နှုန်းကိုလည်းတရုတ်ကပိုင်ဆိုင်ထားပြီးတော့ ပြေးဆွဲနေပါတယ်ပို့ပြီးတော့အန်ဩစရာကောင်းတာကတရုတ်သင်္ဘောချင်းတစ်ခုတည်းရဲ့တနည်းတော်ထုတ်လုပ်နိုင်စွာဟာလေအမေရိကန်သင်္ဘောချင်းအားလုံးစုစုပေါင်းထက်ကိုပိုများနေတာပဲဖြစ်ပါတယ်ဒီလုပ်ငန်းရဲ့ရွှေခေတ်ဟာဒုတိယကမ္ဘာစစ်တုန်းက Liberty Ship လို့ခေါ်တဲ့သင်္ဘောတွေကိုထောင်ထဲချီထုတ်လုပ်ခဲ့တဲ့အမေရိကန်ကနေစတင်ခဲ့ပါတယ်ဒါပေမဲ့စေဘီခေတ်မှာတော့ဂျပန်ကဥဆောင်ပြီး1980ပြည့်လုံနှစ်တွေမှာတောင်ကိုရီးယားပါဝင်လာခဲ့ပါတယ်2000ပြည့်လုံနှစ်တွေမှာတော့တရုတ်ကဖြည်းဖြည်းချင်းတက်လာခဲ့ပြီးနောက်ဆုံးမှာတော့အားလုံးကိုကျော်တက်ခဲ့ပါတယ်ရေပဖြစ်သွားခဲ့တယ်ဆိုပါတော့တရုတ်ရဲ့အောင်မြင်မှုကအစိုးရရဲ့ထောက်ပံ့မှုမဟာဗျူဟာမြစီမံကိန်းချမှတ်မှုကုန်ထုတ်လုပ်မှုအားပါချက်နဲ့ ကျွမ်းကျင်လုပ်သားအင်အားစတဲ့အချက်တွေမှာခြေခံပါတယ်။အမေရိကန်နဲ့တရုတ်ရဲ့ကွာခြားချက်ကမယုံနိုင်ကြပါ။ကွန်တီနာသင်းမော်ဒယ်စီကိုတရုတ်မှာဒေါ်လာ55သန်းလောက်ကုန်ကျခြင်းမှာအမေရိကန်မှာဆိုရင်တော့တန်330လောက်ကိုကုန်ကျမယ်လို့ခန့်မှန်းချက်တွေကဆိုပါတယ်။2024ခုနှစ်မှာကမ္ဘာစီးပွားပြည့်သင်းမော်ဒယ်စောင့်မှုရဲ့3.3%ရာခိုင်နှုန်းလောက်ကိုပဲအမေရိကန်ကတာဝန်ယူနိုင်ခဲ့ပါတယ်။ CSIS ရဲ့အစီအခံသာတစ်ခုမှာဆိုရင်တရုတ်နိုင်ငံမှာတင်မောတီဆောက်ရေးကုမ္ပဏီတစ်ခုက2024ခုနှစ်မှာတည်ဆောက်မဲ့ကုမ္ပဏီတင်မောစုစုပေါင်းတန်ကြီးအားဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်ကစလို့ American တင်မောတီဆောက်ရေးလုပ်ငန်းတစ်ခုလုံးတည်ဆောက်ခဲ့တာတက်ကိုပိုများမယ်လို့ဖော်ပြထားပါတယ်။တရုတ်ဆိုရဟာ2010နဲ့2018ခုနှစ်ကြားမှာတင်မောလုပ်ငန်းကိုဒေါ်လာ132ဘီလီယံထောက်ပံ့ခဲ့ပြီးအတုံးလုံးနဲ့ချင်းွေကျွေးမီတက်တာခွင့်စတဲ့ခန်းသားခွင့်ကိုဒီစီအန်နဲ့မှာထည့်မတွက်ရသေးပါဘူး။ဒါကြောင့်တမနာထရက်ရဲ့လုံဆောင်ချက်မှာ အချိန်ကပြီးတော့ချက်ကောင်းတိအောင်လုပ်နိုင်ခဲ့တယ်လို့သုံးသပ်ပါတယ်သူကအမေရိကန်စီးပွားဖြစ်တင်းမောလုပ်ငန်းကိုပြန်ကောင်းလာအောင်လုပ်ချင်တဲ့ပြင်တရုတ်ရဲ့ဩဇာကြီးမားမှုကိုလည်းချိန်မုန်းချင်တဲ့ရည်ရွယ်ချက်နဲ့ဂဲတလုံးနဲ့ငှက်နှက်ကောင်ချိန်ခဲ့တဲ့ပုံမှာမဟာမိတ်ဒီအခက်ခဏနဲ့ရေးတက်ရကောင်းတဲ့အချက်ကတော့အမေရိကန်မှာဂျပန်နဲ့တောင်ကိုရီးယားလိုမျိုးတင်းမောတိဆောက်ရေးမှာအင်အားကြီးတဲ့မဟာမိတ်နိုင်ငံရှိနေတာပါအမေရိကန်ရဲ့မူဝါဒကြေညာပေးရတဲ့နောက်မှာဂျပန်တင်းမောပိုင်ရှင်အဖွဲ့ချုပ်ဩဂတာက သူတို့ဟာဒီရောက်တင်မောချင်းတွေကိုအော်ဒါပေးဖို့နှခါပြန်စဉ်းစားနေကြရပြီးတော့တခြားရွေးချယ်စရာတွေကိုတက်တက်ကြွကြွနဲ့ရှာဖွေနေကြပြီလို့ပြောပါတယ်။ဂျပန်ကလည်းသူတို့ရဲ့တင်မောလုပ်ငန်းကိုပြန်လည်ဥမောလာစေဖို့ဒေါ်လာ9ဘီလီယံရန်ပုံငွေထူထောင်ဖို့အဆိုပြုထားပါတယ်။အခုလိုအမေရိကန်စီးပွားဖြင့်တင်မောလုပ်ငန်းကြာစင်းတာကကမ္ဘာတစ်ခုတည်းသောစူပါပါဝါရီတက်ကိုထိခိုက်မလားဆိုတဲ့မေးခွန်းလဲပါပါတယ်။ကျွမ်းကျင်သူတွေကစိတ်ပူစရာရှိပေမဲ့အမေရိကန်ကတော့အသာစီးရနေတော့မယ်လို့သဘောတူပါတယ် Rand Corporation က Bradley Martin ကတရုတ်သင်္ဘောချင်းတွေနဲ့စီးပွားရေးလုပ်ငန်းတွေအား တရုတ်ရဲ့စေဘတ်ဆိုင်ရာတင်မောတိဆောက်ရေးကိုတွဲဝပြီးတော့ထောက်ပံ့နေတာဖြစ်နိုင်တယ်လို့လည်းရှင်းပြခဲ့ပါတယ်။တရုတ်ရေတပ်ကတင်မောအစီးရေများလာတာတော့မှတ်ပါတယ်။လက်ရှိမှာစေတင်မော380ရှိပြီးတော့2030မှာ435စီးတီတိုးလာဖို့လည်းမျှော်လင့်ထားပါတယ်။အမေရိကန်ရေတပ်ကတော့294စီးရှိပါတယ်။ဒါပေမဲ့မာတင်ကအရေးတွက်တဲ့အရေးသွေးကပိုအရေးကြီးတယ်လို့ဆိုပါတယ်။ Quality over quantity ပေါ့ဗျာ။ နောက်တဲ့ပညာရှင်အတူဖြစ်တဲ့ Mr. K ကလည်းစိတ်သိမ်းမောရဲ့စွမ်းဆောင်ရည်ကိုလက်နက်နဲ့စက်ပြည်စီတွေကဆုံးဖြတ်တာလို့အလေးနဲ့ပြောပါတယ်။တရုတ်မှာတင်းမောတိစားဖို့ခိုင်မာတဲ့အခြေခံရှိပေမဲ့အစိမ့်မြက်လက်နက်တွေထုတ်လုပ်နိုင်တဲ့စွမ်းရည်ရှိမရှိဆိုတာကမေးခေါ်ထုတ်စရာဖြစ်နေပါတယ်။သူအမေရိကန်စီးပွားဖြစ်တင်မောလုပ်ငန်းမရှိသလောက်ဖြစ်နေပြီမဲ့စေတင်မောကြီးတွေကတော့မပြည့်စည်ပဲနဲ့ရှိနေသေးပဲလို့ထောက်ပြခဲ့ပါတယ်။အမေရိကန်ဆိုရရဲ့တရုတ်ရဲ့တင်မောပို့ဆောင်ရင်းနဲ့တင်မောတီဆောင်ရေးလုပ်ငန်းကိုတက်ခိုက်တာကနှာတစ်ဖြားကြိုတာသွားတဲ့အဆက်နာစီမဲ့ပိတ်ဆို့မှုမျိုးပါ။ပထမတစ်ချက်ကတော့ ရုပ်စီးပွားရေးဆက်လက်ကြားဆင်းနေကြမှာပို့ကုန်လုပ်ငန်းဟာသူတို့ရဲ့ထုတ်လုပ်မှုပိုရှန်နာကိုထောက်ပံ့မှုတစ်ခုတည်းသောလမ်းကြောင်းဖြစ်နေပြီးတင်မောပိုးဆောင်ရေးစရိတ်ကိုတက်စီနိုင်တဲ့နည်းနဲ့ပို့ကုန်ကဏ္ဍကိုထည့်ပြီးတော့ဖိအားပေးလိုက်တာပါဒုတိယတစ်ချက်ကတော့တင်မောတီဆောင်ရေးကိုပြစ်မှတ်ထားတာပါအင်ဂျင်မီနဲ့ကားလုပ်ငန်းပြုလဲနေကြမှာတင်မောတီဆောင်ရေးကတရုတ်ရဲ့ကြီးထွားနိုင်စွမ်းရှိတဲ့လက်ချိုးရည်လိုရတဲ့လုပ်ငန်းတွေထဲကတစ်ခုပါဒီလုပ်ငန်းကိုထိခိုက်သွားစရာကတမနိစက်ပစ္စည်းအီလက်ထရောနစ်စတဲ့ထုတ်လုပ်ရေးကဏ္ဍတွေကိုပါအရှိုက်ထိစေခဲ့တာဖြစ်ပါတယ်။တတိယနဲ့အရေးကြီးဆုံးကတော့ တရုတ်ကွန်မြူနီပါတီရဲ့ရေးတဲချဲ့ထွင်ရေးရီမန်းချက်တွေကိုတကယ်ချင်းချောင်းမှုဖြစ်မလာအောင်တားဆီးဖို့ပါတရုတ်ရဲ့ဂျူရယ်ယူးစ်လို့ခေါ်တဲ့အရက်၃ရောစစ်၃ရောရောနှောနေတဲ့တင်မော်တီဆောင်ရေးဆက်ယုံတွေအော်ဒါတွေဆုံးရှုံးသွားမယ်ဆိုရင်လက်ရှိစည်းပွားရေးအခြေအနေအရသူတို့ရဲ့တင်မော်တီဆောင်မှုအရှင်ဟုန်ကိုစက်ထိန်ထားဖို့ခက်ခဲလာမှာပါဒီမော်များပြထုတ်လို့နိုင်တဲ့အားပါချက်ဆုံးရှုံးသွားမယ်ဆိုရင်အမေရိကန်စစ်တပ်ကိုတံပြန်ဖို့တရုတ်ရဲ့စွမ်းရည်ကိုအားနည်းသွားစေပါလိမ့်မယ် မီဒီယာရေးချောင်းစည်းကွက်မှာသူတည်တနာကုမ္ပဏီ MSI ရဲ့အချက်လက်ရတရုတ်သင်းမောကြီးနေရဲ့အော်ဒါအတိဝေစုဟာပြီးခဲ့တဲ့နှစ်က90ရာခိုင်နှုန်းကနေဒီနှစ်ရဲ့ပထမ9လအထိမှာ33ရာခိုင်နှုန်းထိတည်တည်တသာကျဆင်းသွားပါတယ်။ဒီလိုဆိုတော့တချင်ကတရုတ်ဘူးဆောင်းခဲ့တဲ့တရုတ်ရဲ့သင်းမောအုပ်စုကြီးကနိုင်ငံတကာရေးပင်းကနေဒီပြေးပြေးပြောက်ခွဲသွားနေပါတယ်။တရုတ်ရဲ့သင်းမောကြီးနေရာလည်းမပြီးမစီးသင်းမောကြီးနေတဲ့သူတန်ကြီးတဲ့ပြီးကျန်ရင်းခံမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကကမ္ဘာစီးပွားရေးနဲ့နိုင်ငံရေးရာဘလို့ဇက်လန်းနေဖြစ်လာမလဲဘလို့သမိုင်းဖြစ်ရတွေပေါ်ပေါက်လာစီမလဲဆက်လက်ပြောင်းလဲသွားမလားဆိုတဲ့မေးခွန်းတွေအတွက်အချင်းကအကောင်းဆုံးအဖြစ်ဖြစ်ပါလိမ့်မယ်ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်